င်္ဂလာပါရှင်2025ခုနှစ်ဇွန်လ9ရက်နေ့ရက်မွန်းတဲ့12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။စကိုင်းငလင်ကြီးမှာအိုးဘိုထောင်အတွင်အကျဉ်းသား80ကျော်တည်ဆုံပြီး50ခန်းမှာနိုင်ငံရေးအကျဉ်းသားဖြစ်တယ်လို့ဆိုပါတယ်။အင်းနစ်ဝိပုစုတောင်ပွဲကိုလည်းထောင်အာဏာပိုင်တွေကလုံခြုံရေးအကြောင်းပြပြီးတော့ခွင့်မပြုဘူးလို့ဆိုပါတယ်။ဘကိုးတိုင်းအုပ်တွင်မှာစစ်တပ်ဂိတ်နဲ့ စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား12ဦးသေဆုံးပြီးတော့လက်နက်လေးလက်သိမ်းစီရရှိလိုက်ပါတယ်။ဖာကံမြို့နယ်လုံခင်းကျေးရွာခွန်စာကုန်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြင်းထန်တဲ့ပေါက်ကွဲမှုတွေဖြစ်ပွားပြီးတော့နေအိမ်များမိလောင်ကပြည်သူ၉ဦးထပ်မံနေသေဆုံးခဲ့ပါတယ်။အဗရာလမ်းပိုက်မှာစစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာအလောင်းတစ်လောင်းနဲ့တနက်တက်လက်ရရှိလိုက်ပါတယ်ရှင်။ ထမဆောင်တဲ့တပုံးအနေနဲ့အမေစုရဲ့အသက်80ပြည့်မွေးနေ့ချဲလမ်းမှာဒိုင်းအကျဉ်80ထိုးပြီးတော့ပါဝင်ခဲ့တဲ့အာဇာနည်ရဲ့မှတ်တမ်းဗီဒီယိုကလေးကြည့်ရှုကြရအောင်ပါရှင်။ မေစုမင်းနဲ့တက်တိုက်ခါရှိစေဟောလေမေစုချမပါသေးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းငလင်ကြီးမှာမန္တလေးကအိုးဘိုထောင်မှာအကျဉ်းသား80ကျော်တေဆုံပြီး90နီးပါးနိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့ဇွန်လ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ် မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်အိုးဘိုထောင်မှာအဆောက်အုံပြိုကျပြီးတေဆုံးသူ80ကျော်ရှိခဲ့ပြီး PPMN ရဲ့စီစစ်စောက်ကြီးမှတ်တမ်းတွေကောက်ယူမှုအရအ ਨੇ ဆုံးနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ49ဦးပါဝင်ကြောင်း PPMN ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အကျဉ်းသားတေဆုံးမှုများနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုမှာ မပါဝင်မဲ့တည်င်းအမှောင်ချဖုံးကွယ်ထားတယ်လို့ PPM ကဆိုပါတယ်။အင်အားပြင်းငလင်ကြောက်တာမက ဟောင်းနှွမ်းနဲ့အကျင်းထောင်အဆောက်အုံများမှာလူထူထပ်စွာဖမ်းဆီးထားလို့အစုလိုက်အပြုံလိုက်တည်ဆုံခဲ့ရတာလို့ PPM ကတည်ပေးထားပါတယ်။ထောင်ပြင်းမှာအခုလိုတနေ့တည်းအရေးအတွက်များစွာတည်ဆုံခဲ့ရတာကို သိရှိပါကမြန်မာပြည်သူများနဲ့နိုင်ငံတကာရဲ့အကူအညီကယ်ဆယ်မှု ထောက်ပံ့ကူညီမှုတွေလုပ်ပေးနိုင်ကြမှာဖြစ်ကြောင်းသို့သောမန္တလေးအိုးဖို့အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားများဟာတည်င်းအမောင်ချခံထားရတဲ့အတွက်ပြင်ပကမိသားစုတွေဟာအခြေအနေအမောင်ကို မသိရှိသေးလို့ရက်လယ်စွန့်ကြွေတော့မပြုတ်လောက်ရသေးဘူးလို့ PPNM ကဆိုပါတယ်ရှင်။မလင်လို့တဲ့အနေကတာဝန်ကျဝန်ထမ်းကအဆောင်တရားကိုပိတ်ထားခဲ့လို့အကျဉ်းသားတွေနဲ့စကားများရံဖြစ်ခဲ့ကြကြောင်း အဲ့ဒီအချိန်ကစကားများရံဖြစ်ခဲ့တဲ့အကျဉ်းသားအစ္စလမ်ဘာသာဝင်တွေကိုဒီကနေ့အထိတိုက်ပိတ်ထားကြောင်းအကျဉ်းသားမိသားစုဝင်တို့ကပြောပါတယ်။ဒါ့အပြင်ဒီကနေ့မှာကြာရောက်တဲ့အစ္စလမ်ဘာသာဝင်တွေရဲ့အင်းနဲ့ဝိပုစုတောင်းပွဲကိုလည်းထောင်အာနာပိုင်တွေကလုံခြုံရေးအကြောင်းပြပြီးတော့လောက်ခွင့်မပေးနိုင်ဘူးလို့ပိတ်ပင်ထားကြောင်းလည်းသိရပါဗျ။လက်ရှိအချိန်ထိအိုးဘိုအကျဉ်းထောင် အတွင်းမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသားများဟာ ထောက်ပံ့ကူညီမှုတွေများစွာလိုအပ်နေကြောင်းလူအခွင့်အရေးနဲ့တရားမျှတမှုကိုဖော်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေအနေနဲ့ထောက်ပံ့ကူညီမှုတွေဆောင်ရွက်ပေးစေလိုကြောင်းတောင်းဆိုထားပါတယ်ရှင်။ဆက်လက်ပြီးပဲခူးတိုင်းအုတ်တွင်းမြို့နယ်အထက်ခပောင်းဆဲရေလွဲတမမာရှိတဲ့အကြံဖတ်စစ်တပ်ဂိတ်စကားနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၁၂ဦးသေဆုံးခဲ့ပြီးလက်နက်၄လက်သိမ်းဆီးရရှိခဲ့ကြောင်း ATG Brother တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။ ဇွန်လ3ရက်နေ့နနက်9:30မိနစ်ခန့်မှာအုတ်တွင်းမြို့နယ်အတွင်းမှာရှိတဲ့အထက်ကပောင်ဆဲရေလွဲတမန်အတွင်ထိုင်ချတက်ဆွဲထားတဲ့အတံဖတ်စစ်တပ် gate ကံကိုတော်လန်ရေးတပ်ဖွဲ့တွေကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲကြချင်းနနိုင်ခန့်ဖြစ်ပွားခဲ့ပြီးစခန်းတစ်ခုလုံးတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းလည်းသိရပါဗျ။အဲ့ဒီအတံဖတ်စစ်တပ်စခန်းအတွင်မှာ G3 တနက်3လ MA11 တနက်တလက်အင်နာက9လုံးလက်ပစ်ပုံး3လုံးနဲ့ ជីကနှစ်ထဲတို့ကိုတင်ပိုက်ရရှိခဲ့ပြီးစခန်းကိုမိရှုရှင်လင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးတေဆုံက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအင်အား60ခန့်ပါအကြမ်းဖက်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းကအထက်ခပောင်းဆဲရေရွဲတမန်မှာရှိတဲ့စစ်တပ်ဂိတ်စခန်းကိုလာရောက်စင်မှာတော်လန်ရေးတပ်ဖွဲ့တွေကအသင်ဆောက်ဆိုင်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား10ဦးထပ်မံနေတေဆုံခဲ့ကြောင်းလည်းသိရပါဗျ။ အဲ့ဒီတိုက်ပွဲကအလုံးပေါင်းစစ်ခွေ၁၁ကောင်တည်တယ်၊လေးကောင်ဒဏ်ရာရတယ်။ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကရဲဘော်၂ဦးမစိုးရင်ရဒဏ်ရာရတယ်။အဲ့ဒီခွေဂိတ်စခန်းကအရင်ကတော့၁၅ကောင်ကျော်ရှိတယ်။ကျွန်တော်တို့သွားတိုက်တဲ့နေ့မှာတော့၇ကောင်ပဲရှိတယ်လို့ ADG Brother တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဖားကမ်းမြို့နယ်လုံခင်းကျေးရွာ ခွန်စာကုန်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြင်းထန်တဲ့ပေါက်ကွဲမှုများဖြစ်ပွားပြီးနေအိမ်များမိလောင်ကပြည်သူ၉ဦးထက်မနည်းသေဆုံးခဲ့ကြောင်းဒေတာပြည်သူတချို့ကပြောပါရယ်ရှင်။ဇွန်လ6ရက်နေ့ည9:30မိနစ်အချိန်မှာဖားကတ်မြို့တက်မကုန်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လုံခင်းကျေးရွာခွန်စာကုန်းကိုပစ်ခတ်ခဲ့တာပါ။အဲ့လိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဖားကတ်မြို့နယ်ငိမ့်ချန်းတာခေါ် ခွန်စာကုန်းမှာရှိတဲ့မြေဩဇာကိုတောင်နဲ့နေအိမ်များမိလောင်ကျွမ်းခဲ့ကြောင်းမိမာနိုင်ပေါင်းများစွာလောင်ကျွမ်းခဲ့ကြောင်းကလေးငယ်တဦးအပါအဝင် အလောင်းကိုလောင်ကို တွေ့ရှိကြောင်းလည်းသိရပါတယ်။အဲ့ဒီခွေးတွေကလွန်ခဲ့တဲ့ရက်ပိုင်းလုံခင်းမော်စီစာဂဒေမော်စံခါတွေကိုမိဝင်ရှို့နေတဲ့စစ်ကြောင်းတွေအရင်ဖားကန့်တမကုံကငိန်တက်နေတာအခုစစ်ကူစစ်ကြောင်းတွေရောက်မှ ပပတ်လေကိုပြစ်ခတ်တာတွေတောက်လျှောက်လုပ်နေတယ်။သူတို့ပြစ်မှတ်ထားတာကလည်းပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ပြစ်ခတ်တပ်ဖြတ်နေတာ ပောက်ကွဲတဲ့နေရာတွေကကျွင်းကြီးတွေဖြစ်နေတာလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးမှထပ်ပေါက်ကွဲမှုတွေနဲ့မီးလောင်လာလို့သုံးသက်လို့ရတယ်လို့ဒေတာသတင်းရင်းမြစ်ကပြောပါတယ်။ဖာကန်မအခြားသတင်းရင်းမြစ်တအုပ်ကလည်းယမန်နဲ့ညပိုင်းမှာပောက်ကွဲမှုတွေနဲ့မီးလောင်ကျွမ်းမှုမှာပလဲတက်မြေဩဇာကိုတော်နဲ့နေအိမ်များမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနေအိမ်ဆက်နှလုံး ပျက်စီးခဲ့ပြီးပျက်စီးမှုများပြားကြောင်းလဲပြောပြထားပါရရှင်။နောက်ဆောင်သတင်းတပုတ်အနေနဲ့မကွေးတိုင်းမင်းဘူးမြို့နယ်အမ်ဘရန်လမ်းပိုက်ကိုအတုံးပြုပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားရုပ်လောင်းတစ်ခုနဲ့တနတ်တလက်ကိုတင်းစီရရှိခဲ့ကြောင်းအရှိုချင်းကာကွယ်ရေးတပ် ACDF မှပြန်ကြားရေးတာဝန်ခံဆလိုင်းခဏီလေးဝေကပြောပါတယ်။ဇွန်လ2ရက်နေ့ ACDF လှောက်ရှားနှမ်းမြေတနေရာဖြစ်တဲ့ Umbrella လမ်းပိုက်ကိုချင်းလင်းစစ်ကြောင်ထိုးလာတဲ့စစ်တပ်စစ်ကြောင်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ကျွန်တော်တို့တည်တည်ချာချာတီတီကြကြတော့မသိဘူးကျွန်တော်တို့နေရာယူထားတဲ့နေရာတွေစစ်ကြောင်တက်လာလို့ထိတွေ့မှုဖြစ်ကြတာပါသူတို့ဘယ်ကိုသွားမလဲဆိုတာတော့မသိဘူးဘဲကိုဆုတ်သွားလဲဆိုတာလဲတေချာမသိရဘူးလို့စစ်ကောင်စီတပ်စစ်ကြောင်အခြေအနေကိုဆက်လိုက်ခဏီလေးွေကပြောပါရရှင်။ အထက်ပါတိုက်ခိုက်မှု အပြီးမှာစစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်သွားပြီးတဲ့နောက်မှာနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရာစစ်ကောင်စီတပ်သားအလောင်းတလောင်းနဲ့ MA1 အမျိုးအစားတနက်တလက်ကြီပေါင်း၅ခုအပါအဝင်ခဲယံအချို့ကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပွားရာအမ်ဘရန်လမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့နေရီကန်ဖြူဟာကိုအရခတက်တော် AA ဥဆောင်တဲ့မဟာမိတ်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာနေရီကန်ဖြူဟာရဲ့ဆက်သွယ်ရေးတာဝါတိုင်းစခန်းကို အင်အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေကတိုက်ပိုက်ခဲ့ပါတယ်။ဒါပြင်ဗျူဟာရဲ့စခန်းအချို့ကိုပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပိုက်ရရှိထားတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့အင်အင်းဘက်ကတရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။ရခိုင်ပြည်နယ်အတွင်းမှာအေအေရဲ့ထိုးစစ်စတင်ပြီးတဲ့နောက်မှာရခိုင်ပြည်နယ်အမ်းမြူနယ်နဲ့ထိစပ်လျက်ရှိတဲ့မကွေးတိုင်းငဖဲမြူနယ်အတွင်းမှာရှိတဲ့အမ်ဘရန်လမ်းပိုက်ကိုစစ်ကောင်စီကထောက်ပို့လမ်းကြောင်းအဖြစ်နေ့စဉ်အသုံးပြုနေသလိုတပ်စခန်းများကို ထိုးစစ်စင်ခံရချိန်မှာစခန်းစွန့်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေလည်းအဲ့ဒီလမ်းပိုင်းကိုအသုံးပြုပြီးတော့စွန့်ခွာနေတယ်လို့သိရပါရဲ့ရှင်။ဒီနေ့မွန်းတဲ့7နိုင်ချိန်ဒီနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။